Hi အားလုံးပဲမင်္ဂလာပါဒီနေ့တော့ C945 transistor လေးတစ်လုံးကိုတိုင်းတာဆစ်ဆေးပြီးတော့ခလုတ်တစ်ခုအနေနဲ့အသုံးပြုကြည့်မှာဖြစ်ပါလေဆက်လက်ရှုစားအားပေးကြပါဦးဒီ channel လေးကိုပံ့ပိုးကူညီတော့အားဖြင့် like subscribe လုပ်ပြီးတော့ share လုပ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်ဒီမှာ C945 transistor လေးတစ်လုံးရှိပါတယ်ဒါတော့ MPN အမျိုးအစား transistor လေးဖြစ်ပါတယ်။အဲဒါကို digital meter နဲ့ရော analog meter နဲ့ရောတိုက်တာစစ်ဆေးခြင်းမှာဖြစ်ပါတယ်။ C945 transistor လေးဟာ NPN အမျိုးအစား transistor ဖြစ်ပါတယ်။အကယ်၍သူက NPN လား PNP လားမသိသေးဘူးဆိုရင်ကျွန်တော် meter နဲ့တိုက်တာစစ်ဆေးလို့ရပါတယ်။အဲဒါကျွန်တော် digital meter လေးကို diode scheme မှာထားလိုက်မှာဖြစ်ပါတယ်။ ပြီး transistor ကိုကန်ရလွယ်အောင်လို့ဒီမှာ meter proton အနီလေးမှာ clip လေးညှပ်ထားလိုက်မှာဖြစ်ပါတယ်။ပြီး transistor လေးကိုညှပ်ပြီးတော့ ampere လား pn ပြလားခွဲခြင်းမှာဖြစ်ပါတယ်။အဲတော့ transistor ကိုကျွန်တော်ဒီဘက်စဖတ်လို့ရတဲ့ဘက်ကနေနံပါတ်ပါလဲဖက်ကိုအပေါ်ကိုလဲထားမှာဖြစ်ပါတယ်။ပြီးကျွန်တော်ဒီမှာဘက်ဘက်စုံစုံကုန်မှာ clip လေးနဲ့ညှပ်ထားလိုက်ပါတယ်။ပြီးရင် တို့မိတန်တန်နောက်တစ်ချောင်းနဲ့နောက်ပြီးတော့တို့ချင်းမှာဖြစ်ပါတယ်မိတာမပြဘူးအလဲတစ်ချောင်းတို့ချင်းမယ်မိတာမပြပါဘူးဒီ click လေးကိုအလဲကိုပြောင်းချင်းမယ်ပြီးမိတာ product အနေရောင်လေးနဲ့အနှုတ်နဲ့တိုက်တို့ချင်းမယ်မပြပါဘူးပြီးလေးလေးကိုညာဘက်အစုံစုံဘက်ကိုပြောင်းကြည့်မယ်ပရိုတာအနဲ့ရောင်အနှုတ်နဲ့ ဒီမှာမီတာမကနန်းလေးတွေပြေးနေတော့တွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်ဒီအလဲတစ်ချောင်းကိုတူးခြင်းမဲ့မကနန်းလေးတွေပြတော့တွေ့ရပါတယ်။ဒါတော့ကျွန်တော်ဒီမီတာပုတ်တန်အနီအပေါင်းကိုပုံသေးထားပြီးတော့ဒီကြံတဲ့ခြေထောက်တွေကိုတိုင်ကြည့်တာဖြစ်ပါတယ်။ဒီခါကျွန်တော်ဒီမီတာကလစ်လေးကိုမီတာပုတ်တန်အနဲ့ရောင်လေးမှာ စိုက်ထားလိုက်ပါတယ်။ပြီးရင်ခုနအတိုင်းပဲ ဒီကာရမီတာပရတန်အနေအားအပေါင်းနဲ့လိုက်ပြီးတော့တိုးချင်မှာဖြစ်ပါတယ်မီတာလုံးဝမပြပါဘူးလုံးဝမပြပါဘူးဒီအလေခြေတောင်းလေးကိုပြောင်းကြည့်မယ်ညာဘက်ကိုထောင်းကြည့်မယ်လာတယ်ဒီဘက်ကိုထိကြည့်မယ်မီတာမပြဘူးဒီကာဒီဘက်ခြေတောင်းကိုထားပြီးတော့ပြန်တိုင်းကြည့်မယ်ပြတယ် အလယ်မှာထားခြင်းပဲမိတာမပြအောင်ဒါဆိုရင်မိတာပရတန်အနည်းအပေါင်းကိုဒီညာဘက်အစွန်ဆုံးကုန်းမှာထားမှာပဲမိတာပြတော့တွေ့ရတယ်ဒီလိုဆိုရင်လည်းပြတယ်ဒီလိုဆိုရင်လည်းပြတော့တွေ့ရပါတယ်ကျွန်တော်အနုတ်ကိုဒီဘက်မှာထားပြီးတော့ မီတာဘရော့ဒ်ဘန်အနီရောင်လေး၌ဒီလိုလိုက်တို့မယ်ဆိုရင်တော့မီတာမပြတော့ဘူးတွေ့ရပါတယ်။ပေါင်းကိုညာဘက်မှာအဆုံဆုံးမှာထားမယ်။ပြီးရင်ဘယ်ဘက်ခြေထောက်မှာအနှုတ်နဲ့တို့ကြည့်မယ်မီတာပြတဲ့အလဲကိုတို့ကြည့်မယ်ပြတော့တွေ့ရပါတယ်။ဒါဆိုရင်တော့ဒီ transistor လေးက NPN မျိုးစားဖြစ်တယ်ဆိုတာကိုပြနေတာဖြစ်ပါတယ်။ NPN transistor အမျိုးအစားဆိုရင် ECB သူရဲ့ခြေတောင်းကုတ်ကနံပါတ်1ကတော့ E emitter ဖြစ်ပါတယ်ဒုတိယခြေတောင်းကုတ်ကတော့ collector C ဖြစ်ပါတယ်တတိယခြေတောင်းကတော့ base ဖြစ်ပါတယ် B base ဖြစ်ပါတယ် base မှာအပေါင်းထားမှာပဲဒီ collector နဲ့ emitter မှာမီတာပြတာကိုတွေ့ရပါတယ်ဒါဆိုရင် ဒီ transistor လေးကတော့ NPN အမျိုးအစား transistor ဖြစ်ပါတယ် PNP transistor ဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာဒီညာဘက်အစုံဆုံး base မှာအနုတ်ထားမယ်ပြီးရင်ဒီပေပဲခြေရောင်းနှချောင်းမှာအပေါင်းတိုင်းလိုက်တိုးကြည့်မယ်ဆိုရင်မီတာလေးပြနေမှာဖြစ်ပါတယ်ခုကတော့ NPN အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မို့လို့မီတာမပြအောင်ဖြစ်ပါတယ်ဒီညာဘက်အစုံဆုံးခြေတော် base မှာ ပေါင်းကိုပုံတိထားမှာပဲမီတာပြတော့တွေ့ရပါတယ်အဲ့တော့ကြောင့်မလို့ဒီ transistor တော့ npn မျိုးစားဖြစ်ပါတယ်ပြီးတော့ transistor ကောင်းမကောင်းကိုကျွန်တော်ဘယ်လိုတိုင်းတာစစ်ဆေးလို့ရမလဲ transistor ကောင်းမကောင်းကိုလည်းခုနကလိုပဲတိုင်းတာစစ်ဆေးရမှာဖြစ်ပါတယ်ဒါကြောင့် transistor အမျိုးစားကိုသိတယ်ဆိုရင်ကျွန်တော်ဓာတ်ရိုက်ဒီလိုလေးပဲချိန်ဆက်ပြီးတော့ခုနကလိုပဲညာဘက်အစုံစုံ base ငုံမှာ အပေါင်းကိုထားလိုက်မယ်ပြီး emitter နဲ့ ကော်လက်တာမှာမီတာနဲ့တန်လေးနဲ့လိုက်ထောက်ကြည့်မယ်မီတာပြလဲဆိုရင်တော့ဒါဒီ transistor တွေကောင်းတယ်ခင်ဗျာဒီလိုလိုက်ထောက်ကြည့်လို့မှမီတာမပြတော့ဘူးဆိုရင်တော့ဒီ transistor ကတော့မကောင်းတော့ဘူးဖြစ်ပါတယ်ဒါကတော့ transistor ကောင်းမကောင်းကိုတိုင်းတာစစ်စစ်ပြတာဖြစ်ပါတယ်ဒီတစ်ခါ digital meter နဲ့ဒီ HFE checking ကို တိုင်းတာပြမှာဖြစ်ပါတယ်အဲ့တော့ digital meter လေးကိုကျွန်တော်တို့ဒီမှာ HF E scale ကိုပြောင်းထားလိုက်ပြီးဖြစ်ပါတယ်။ပြီးဒီ transistor လေးကတော့ NPN အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဒီမှာ transistor ထိုးရမယ်အပေါက်တန်းလေးတွေပါပါတယ်အပေါ်တန်းနဲ့အောက်တန်းဖြစ်ပါတယ်။အပေါ်တန်းကတော့ PNP အမျိုးအစားအတွက်ဖြစ်ပြီးတော့အောက်တန်းကတော့ NPN အမျိုးအစားအတွက်ဖြစ်ပါတယ်။အခုဒီ transistor လေးကတော့ NPN အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ဘက်တန်းကို ထိုးပြီးတော့တိုင်းတာချိရမှာဖြစ်ပါတယ်ဒီမှာစာလုံးလေးတွေ့ရမှာဖြစ်ပါတယ် ECBE ဆိုပြီးတော့စာလုံးလေးညှိနှိမ့်ထားတာတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီ transistor လေးကတော့ကိုယ့်ဘက်ကိုကိုယ်လှည့်ထားမှာဖြစ်ပါတယ်ပြီးရင်ဒီလိုလေး ECB ဆိုတဲ့အပေါက်မှာ ထိုးပြီးတော့တိုင်းတာချိမှာဖြစ်ပါတယ်ဒီလိုလေးထိုးထားတာဖြစ်ပါတယ်ပြီးရင်အဆုံးအထိကျတော့ထိုးထည့်လိုက်မှာဖြစ်ပါတယ်ဒီမှာအဆုံးအထိထိုးထည့်လိုက်တဲ့ data မှာ တက်ကို3နှစ်3ညဆိုပြီးတော့သူရဲ့ချက်ကင်းကို HFE ကိုပြနေတာဖြစ်ပါတယ်။အဲဆိုရင်ဒီ transistor C945 ရဲ့ချက်ကင်းကတော့320ရှိနေတာကိုတွေ့ရပါတယ်။ဒါတော့ transistor ရဲ့ချက်ကင်းကိုတိုင်းတာတာဖြစ်ပါတယ်။ဒီတကားကျွန်တော် analog meter ကိုသုံးပြီးတော့ဒီ C945 transistor လေးကို PNP လား NPN လားခွဲခြားကြည့်မှာဖြစ်ပါတယ်။ ဲ့တော့မီတာကိုငါတို့မီတာကိုအမြောက်ဝါစကေးမှာထားထားလိုက်ပါတယ်ပြီးတော့ပရိုတန်အနီအောင်လေးကိုကလစ်လေးနဲ့ညှပ်ထားလိုက်ပါတယ်အနာလောက်မီတာတွေကိုအုံစကေးမှာထားတဲ့အခါမှာဒီမီတာပရိုတန်အနီအောင်ကတော့အနုတ်ထွက်ပြီးတော့ဒီမီတာပရိုတန်အနက်ရောင်ကတော့အပေါင်းထွက်ပါတယ်ဒါအနာလောက်မီတာရဲ့ထူခြားချက်ဖြစ်ပါတယ် ဒီညာဘက်အစွန်ဆုံးမှာမီတာပရိုတန်အနီရောင်အနုတ်ထားလိုက်ပါတယ်ပြီးရင်မီတာပရိုတန်အနဲ့ရောင်ပေါင်းနဲ့လိုက်ပြီးတော့တူချင်မှာဖြစ်ပါတယ်တော့ဘယ်ဘက်အစွန်ဆုံးတူချင်မယ်မီတာမတက်ဘူးအနေရတစ်ချောင်းတူချင်မယ်မီတာမတက်ပါဘူးမီတာပရိုတန်ကိုရွှေ့ချင်မယ်အလဲမှာထားချင်မယ်ပြီးတူချင်တယ်မီတာမပြဘူး ညာဘက်စွန်စုံခြေထောက်ကိုတိုးကြည့်တဲ့အခါမှာတော့မိသားစုပြတာကိုတွေ့ရပါတယ်။ဒီဘဲဘဲခြေထောက်ကိုပြောင်းကြည့်မယ်။အလဲခြေထောက်ကိုတိုးကြည့်မယ်။မိသားမပြဘူး။ညာဘက်စွန်စုံခြေထောက်ကိုတိုးကြည့်မယ်။မိသားပြတော့တွေ့ရပါတယ်။ဒါဆိုရင်ကျွန်တော်ကလစ်လေးကိုမိသားပရိုတန်အနေရောင်အပေါင်းနဲ့ချိန်ကြည့်မှဖြစ်ပါတယ်။ လို့ညာဘက်စုံစုံခြေတောင်းမှာညက်ထားလိုက်ပါတယ်ပြီးရင်ဒီဒီပရိုတန်အနေရောအနှုံနဲ့တူကြည့်မယ်မီတာတက်တယ်ဘယ်ဘက်ခြေတောင်းကိုတူကြည့်မယ်မီတာတက်တော့တွေ့ရပါတယ်ဟိုဒီညက်ကလေးကိုအလယ်ဘက်ကိုအလယ်ကိုပြောင်းကြည့်မယ်ပရိုတန်လေးကိုတူကြည့်မယ်မီတာမတက်ဘူးညာဘက်ကိုတူးကြည့်မယ်မီတာမတက်ဘူးဒါဆိုရင်ဘယ်ဘက် ခြေထောက်ကိုမြတ်ထားမယ်ပြီးရင်ဒီကျန်တဲ့ခြေထောက်နှချောင်းကိုလိုက်ပြီးတော့တိုးချင်မှာဖြစ်ပါတယ်မီတာမတက်ပါဘူးမီတာမပြပါဘူးဒါဆိုရင်ခုနကလိုပဲညာဘက်အဆုံဆုံးမှာမီတာပလော့တာအနေအောင် အပေါင်းထားမယ်ပြီးပလော့တာပနီလေးနဲ့လိုက်တိုးကြည့်တော့မီတာတက်တာကိုတွေ့ရပါတယ်ဒါဆိုရင် NFP transistor က NPN အမျိုးအစားဖြစ်ပါတယ် NPN အမျိုးအစားဖြစ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ် base မှာအပေါင်းထားပြီးတော့ collector ကိုအနုပ်ထားတဲ့အခါမှာမီတာပြတယ် base မှာအပေါင်းထားပြီးတော့ emitter မှာအနုပ်ထားတဲ့အခါမှာမီတာပြတယ်ဒါဆိုရင်ဒီ transistor တော့ NPN မျိုးအစားဖြစ်တယ်ဆိုတာကို analog meter နဲ့တိုင်းတာပြီးတော့သိရှိနိုင်ပါတယ်ဒီတော့ဒီ transistor ကောင်းမကောင်းလဲခုနကအတိုင်းပဲ ိုင်းတာဆင်ဆင်လို့ရပါတယ်ဒီမီတာပရိုတန်အနေရောင်အပေါင်းကိုဒီ base မှာထားပြီးတော့မီတာပရိုတန်အနေရောင်အနှုတ်ကိုဒီလိုလိုက်တူကြည့်လို့မီတာတက်တယ်ဆိုရင်ဒီ transistor လေးကကောင်းတယ်ဘေးမီတာမတက်တော့ဘူးဆိုရင်တော့ဒီ transistor လေးကမကောင်းတော့ဘူးဖြစ်ပါတယ်ဒါ analog meter ကို into 1အမြောက် 1scale မှာထားပြီးတော့တိုင်းတာဆက်ဆေးတာဖြစ်ပါတယ် ဒီ transistor လေးကဂိတ်အခွင့်ပေးအလုပ်လုပ်သေးလားမလုပ်လားဆိုတော့ကိုဒီ analometer နဲ့ထပ်ပြီးတော့တိုင်တာဆစ်ဆေးလို့ရပါတယ်အဲ့လိုဆိုရင်တော့ဒီ analometer ရဲ့ scale ကိုဟို 10k scale မှာထားလိုက်ပါမယ်ပြီးရင်ဒီ transistor ရဲ့ collector အလဲခြေတော်ကုတ်ကို meter proton ရဲ့အနက်ရောင်ပေါင်းကုန်နဲ့ညှပ်ထားရမှာဖြစ်ပါတယ်ပြီးရင် meter proton ရဲ့ အနေအောင်အနှုတ်တော့အင်မတန်ငုံဒီညာဘက်ခြေတော်ငုံမှာဘယ်ဘက်ခြေတော်ငုံမှာညှက်ထားမှာဖြစ်ပါတယ်တူထားမှာဖြစ်ပါတယ်ဒီလိုလေးကင်ထားလိုက်မှာဖြစ်ပါတယ်ပြီးရင်မာမီတာတော့မတက်ပါဘူးအဲ့ဒီအနေထားမှာတော့ဒီမီတာပရိုတန်အနေရောင်နဲ့ဒီ base နဲ့ကိုလက်လေးနဲ့တူကြည့်မှာဖြစ်ပါတယ်ဒီမှာမီတာတွေတက်တော့တွေ့ရမှာဖြစ်ပါတယ် လိုလေးတိုးကြည့်မယ်မီတာတက်တယ်ပြန်လွတ်လိုက်ရင်မီတာပြန်ကျသွားတယ်ပြန်တိုးကြည့်မယ်မီတာလေးတက်လာတော့တွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ transistor ရဲ့ base ငုတ်ကဖွင့်ပိတ်လုပ်ပေးတယ်ဒီ transistor ကကောင်းနေတယ်ဆိုတော့ပြနေတာဖြစ်ပါတယ်ဟို into tank မှာထားပြီးတော့ transistor လေးကိုဒီလို gate ဖွင့်ပိတ်လုပ်မလို့ကောင်းမကောင်းတိုင်တာဆက်စီလို့ရပါတယ် ဒီခါတော့ transistor လေးကို breadboard မှာစိုက်ပြီးတော့ခလုတ်အနေနဲ့အသုံးပြုခြင်းမှာဖြစ်ပါတယ်။အော် transistor လေးကိုဒီမှာစဖတ်လို့ရတဲ့အပိုင်းစရိုင်းနှိပ်ထားတဲ့အပိုင်းကိုကိုဖက်ကိုကိုလှည့်ထားမှာဖြစ်ပါတယ်။ p transistor ကိုဒီလေမှာစိုက်လိုက်မှာဖြစ်ပါတယ်။ နော် transistor လေးကိုဒီလိုကိုယ့်ဘက်လေးလှည့်ပြီးတော့ဒီလိုလေးထိုးဆိုင်ထားတာဖြစ်ပါလေပြီးရင် transistor ရဲ့ base ngope ကိုကျွန်တော် transistor base ngope မှာကြံပါလေးတစ်ချောင်းဆိုင်လိုက်ပါတယ်စစ်စတရရဲ့ ကလတံငုတ်ကနေဟုတ်ဝမ်ကေရစ်စစာလေးတလုံးဆိုင်လာမှာဖြစ်ပါလေပြီးရဒီရစ်စစတာရဲ့ထိတ်ကနေ LED လေးတလုံးကိုချိတ်ဆက်ထားမှာဖြစ်ပါတယ် LED ရဲ့ anode ခြေထောက်ရှိတဲ့ဘက်ကိုရစ်စစတာဘက်မှာချိတ်ဆက်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တူတဲ့ဘက်ကိုတော့ကျွန်တော်ဘယ်ဘိုးရအနုလမ်းကြောင်းမှာချိတ်ဆက်ထားလိုက်တာဖြစ်ပါတယ် တော့ဒီမှာကျန်ပါလေးဒီချောင်းကိုဒီအင်မီတန်လုံးမှာစိုက်ထားပြလိုက်မယ်ပြီးရင်ဒီဘက်ဘော်ရဲ့အနုတ်ကနေဘက်ဘော်ရဲ့အနုတ်ပဲချမှာကျန်ပါလေးဒီချောင်းစိုက်လိုက်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဘောမှာ supply နဲ့ချိတ်ဆက်ပြီးမှာဖြစ်ပါတယ်ဘောမှာ supply ကနေလာတဲ့ကျိုးကတော့ဒီအဖြူရောင်ကျန်ပါကျိုးကနေဝင်ပြီးတော့ဒီ C945 transistor ရဲ့ emitter ကိုဝင်သွားတာဖြစ်ပါတယ် ဒီဒီ signal provide transistor ရဲ့ collector နေတဲ့ဆင်ဒီမှာ 1k resistor လေးခံပြီးတော့ LED မီလုံးနဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ် LED မီလုံးရဲ့ကက်တုတ်ကတော့ဒီ power supply အနုနဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်ဒီကျန်နေတဲ့ transistor ရဲ့ base mode ကိုတော့ဒီမှာမီမော်ရောင်ကျန်ပါလေးနဲ့အပေါင်းဖို့ resistor နဲ့တစ်ဆင့်ပေးတွင်တာဖြစ်ပါတယ်ဒီလိုလေးပေးတွင်လိုက်တဲ့အချိန်မှာ ီးဒီလေးလင်းအောင်တွေ့ရမှာဖြစ်ပါတယ်။စက်ကလေးကတော့အင်မတန်မှယိုရှင်းပါတယ်။ထရန်စစ်စတာရဲ့အင်မတန်ငုတ်ကိုပေါ်ဆပ်ပလိုက်အပေါင်းပေးမယ်။ကော်လက်တာငုတ်ကိုတော့ရစ်စစ်စတာနဲ့ခံပြီးတော့ LED ကိုချိတ်ဆက်မယ်။ဒီ LED ကနေတစ်ဆင့်ပေါ်ဆပ်ပလိုက်အနုတ်ကိုချိတ်ဆက်ထားတာဖြစ်ပါတယ်။ဒီကြံနေတဲ့ထရန်စစ်စတာရဲ့ base ငုတ်ကိုတော့ကြံပါခံပြီးတော့ဒီမှာရစ်စစ်စတာကနေတစ်ဆင့်ပေါ်ဆပ်ပလိုက် ပေါင်းဖို့ပေးလိုက်တဲ့ချိန်မှာဒီ LED မီလေးလင်းလာတာဖြစ်ပါတယ်။နောက်ခလုတ်တစ်ခုနေနဲ့ဒီ C945 transistor လေးကိုအသုံးချတာဖြစ်ပါတယ်။ဒီနေ့ကျွန်တော် C945 transistor လေးကို PNP လား NPN လားဆိုတာဘယ်လိုခွဲခြားရလဲဆိုတော့သင်ပြခဲ့တယ်။ပြီးတော့ကောင်းမကောင်းဘယ်လိုတိုင်တာဆက်ဆေးရလဲ digital meter နဲ့ရော analog meter နဲ့ရောတိုင်တာဆက်ဆေးပြခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဒီ C945 transistor လေးကိုခလုတ်တစ်ခုအနေနဲ့ဘယ်လိုအသုံးပြုရလဲဆိုတာကိုသင်ဆက်သွားတာဖြစ်ပါတယ်။ဒါရောချီရှုသူမိတ်ဆွေများအနေနဲ့အကျိုးတစုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။ဒါရောချီရှုတဲ့မိတ်ဆွေများအားလုံးကိုထူးခြားကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဆို။